ကဘာကိုဘသူဖန်ဆင်းလဲကျေတွေလားတွေသက်ရှိတွေနဲ့လောကလူတွေဘယ်လိုအစာပြုအဆုံးတော့ဘယ်လိုရှိမယ်ပိုင်ဆိုင်တာတွေအလုံးစုံတစ်ချိန်မှဆွခွာသွားရမယ်ဆိုဘယ်စီကိုရောက်ကြမယ်အပြေရှာမလဲ မတီးခဲ့လေတော့အနေစာတရားရဲ့အနာယူဆုံးမမှုအောင်မှာစင်ကျင်စရာအမတရားတော့လိုက်ရမယ် လိုဒီပုံရှိမယ်အကျဉ်းသားလေးတွေတစ်ဖက်သက်ဆိုလေနှုတ်စိတ်ဝန်ခံနေရချင်းထက်တရားသဘောအမှန်ကိုရှာရမယ်ပိုင်ဆိုင်သူဟာရှိတယ်အလိုလျောက်သဘောတော့ဖြစ်